ိမ်သုံးပရက်ရှာပတ်နေတဲ့အဖြစ်များလေးရှိတဲ့ပြဿနာတချို့ကိုဘယ်လိုဖြေရှင်းမလဲဘယ်လိုပြုပြင်မလဲဆိုတာကိုရှင်းပြသွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုကြည့်ပြီးသွားရင်ပရက်ရှာပတ်ကိုတော်တော်လေးနားလည်သွားမှာဖြစ်သလိုဖြစ်တဲ့ပြဿနာတွေကိုလည်းဖြေရှင်းနေသွားပါလိမ့်မယ်။အခုဖြစ်နေတဲ့ပြဿနာကမိတ်ဆွေတို့အိမ်မှာအဖြစ်များတဲ့ဟာတွေနဲ့အတူတူပဲဖြစ်ပါလိမ့်မယ်။ဘာတွေဖြစ်လဲကြည့်အောင်။ပရက်ရှာပတ်မောင်းရင်ပန့်လေပြီမဲ့ရေပရက်ရှာတက်မလာတာ။ ပန်းကတော့မနာတမ်းနေသလိုရေပရက်ရှာကတော့တက်မလာတဲ့ပြဿနာပါ။နောက်ပြဿနာတစ်ခုကအခုနောက်ပရက်ရှာတက်လာတာကိုဖြည့်ရှင်းပြီမြင်မော်တာလေလိုက်ရလိုက်ခဏခဏဖြစ်နေတာ။ဒီဒုတိယပြဿနာက A9 လို့လို့ကြုံရတဲ့ပြဿနာပါ။ရေပရက်ရှာတော့ရတယ်။ပရက်ရှာကတသမတ်ထဲသွားမနေပဲနဲ့ရေဖီးအားပြင်းလိုက်ပြော့လိုက်နဲ့ဒီမော်တာလေလိုက်ရလိုက်ခဏခဏဖြစ်နေတာမျိုးပေါ့နော်။ဒီပြဿနာတွေကိုမိတ်ဆွေတို့လည်းကျွန်တော်နဲ့အတူတူလိုက်ပြီးတော့ဖြည့်ရှင်းကြည့်ကြရအောင်။ ါကတော့ဗြဟ္မပြဿနာပါရီပရက်ရှာလုံးဝမရဘူးပန်းကတော့မနာတမ်းလိန်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမော်တာရဲ့စရမှာနှစ်ခုရှိပါတယ်ပထမတစ်ခုကဒီပရက်ရှာပါဒီပရက်ရှာပေါ်တယ်လေးအဲပေါ်တယ်လေးကဒိုင်ယာဖရမ်ပေါက်ပြီးတော့မှဒီလေဖိအားမရှိတော့လားပေါ့နော်လေထွက်လာလားရေထွက်လာလားစစ်ကြည့်လိုက်ပါဒီနေရာမှာရေးထွက်လာရင်တော့ဒါ C diaphragm C မလုံတော့ မလုံလို့ရည်တွေထွက်လာမှာဖြစ်ပါတယ်အခုကတော့စီးလုံးတဲ့သဘောပါ pressure vessel လေးဒီ air bottle လေးကောင်းနေပါတယ်နောက်တစ်ခုကကြတော့ narrow damper ကိုဆေးရမှာဖြစ်ပါတယ်အဲ့တော့ narrow damper ကိုဖြုတ်ဖို့အတွက် air bottle ကိုဖြုတ်ပါဒါလေးရော narrow damper check bar လို့လည်းခေါ်ရပါတော့ one direction ပဲသွားမယ်ဒီနောက်ဘိုပြန်ပြီးတော့ရေးပြန်မတွန်းအောင်လို့ပါဠိကန္တာဖြစ်ပါတယ်အဲ့တော့ဒီ name number ကိုဖြုတ်ကြည့်မှာဖြစ်ပါတယ်နေရာလေးကျင်းတော့နည်းနည်းတော့ဖြောရခဲ့ပါတယ် တော့ဘိုက်ကိုဖြုတ်မယ်ဒီတစ်ဖက်ကကင်မရာကင်ထားတော့နည်းနည်းတော့လွတ်သွားပါတယ်ဘာကိုကြည့်မလဲအထဲမှာတစ်ခုလေးညံ့နေအထဲမှာတစ်ခုလေးညံ့နေတယ်ညံ့နေတော့ဖြုတ်ရတာနည်းနည်းလေးဖြုတ်ရတာနည်းနည်းလေးခက်ပါတယ် နန်ရတန်ပါမှာခယူလေးကတ်နေတာဖြစ်ပါတယ်ရှိရွနဲ့ရလာတဲ့ခယူပါအဲ့တော့ဒီခယူလေးတွေကိုဖယ်ပြီးလို့ရှိရင်နန်ရတန်ပါကိုစစ်ကြည့်မှာဖြစ်ပါတယ်ဒါတော့နန်ရတန်ပါ check bar လို့လည်းခေါ်ပါတယ်ရဘာစီးကောင်းမကောင်းကိုစစ်မယ် စပရင်ကောင်းလားမသိမယ်ဆပ်ကလိုဇင်းတွားသူပြိတ်ပါတယ်ပရဘာဘေးသားလေးကောင်းတယ်အဲ့တော့ဒီဘာလေးကကောင်းနေဆိုတော့ပြန်သုံးလို့ရပါတယ်ဒီဘာဒီဘာလေးဇာမလို့ပါဘူးခုနကခယူလေးကိုဖယ်လိုက်ရပါပြီအဲ့တော့ဘာပြန်တက်မယ် နှလုံးကိုမျှပြီးတော့ကြက်ပေးပါဟိုဝဲတိပဲမျှပြီးတော့ကြက်ပေးပါ union join ကိုပြန်စတက်မယ် union join မှာပါတဲ့ rubber seal လေးကိုကောင်းမကောင်းပြန်ဆက်ပြီးတော့မှပြန်ထည့်မှာဖြစ်ပါတယ်ဒီ rubber join ကဒီ rubber join က packet တွေပါနေလောက်เสียမလို့ပါဘူး lettering ဆိုရပါတယ် pressure ဘူးလေးပြန်တက်မယ်ဒီ air air bottle လေးပေါ့နော်ဒီထဲမှာ liquid လေးတစ်ခုရှိနေပါတယ် diaphragm လေးနဲ့ seal seal တစ်ခုထားထားပါတယ်ပါပေါ့မယ် motor mount မယ် တာမောင်းမိကြည့်လိုက်တော့ခြေပရရှာပြင်းလိုက်ပြောလိုက်နေပေါ့နော်ခြေဖီးကပြင်းလိုက်ပြောလိုက်နေခြေဖီးကမနေဘူးမော်တာလေလေရလိုက်ခဏခဏဖြစ်နေတယ်ဒါဒုတိယပြဿနာပါပရမပြဿနာခြေဖီးကမရတာရသွားပြီမော်တာလေလေရလိုက်ခဏခဏဖြစ်နေတယ်အာဒုတိယပြဿနာပါဒီဒုတိယပြဿနာကခြေဖီးကပြင်းလိုက်ပြောလိုက်နေမော်တာခဏခဏလေလေရလိုက်လေလေရလိုက်နေဖြစ်နေတာပါ ဲ့တော့ဒီပြဿနာကိုဖြေရှင်းဖို့အတွက် air bottle ကိုကျွန်တော်လေးဖြည့်ရမှာဖြစ်ပါတယ် air bottle ကိုလေးပြီးဖို့ဒီ air bottle ကို air bottle လေးအိုးလေးကိုလေးဖြည့်ဖို့အတွက်လေထိုးတန်လိုပါတယ်ဆပင်းထိုးတဲ့လေထိုးတန်မှာဆပင်းထိုးတဲ့လေထိုးတန်လေးနဲ့ထိုးရမှာဖြစ်ပါတယ်ကောင်းအောင်လည်းတူတူပါပဲဆပင်းထိုးတဲ့ကောင်းနဲ့တူတူပါပဲခင်ဗျာကောင်းတက်မယ်လေထိုးတက်မယ် pressure ဘက် mount ရမယ် pressure ဘက်ရပ်သွားပြီဆိုတော့အချိန်လေးမှပြန်ပြီးတော့ဖြုတ်မှဖြစ်ပါတယ်ဒါဆိုရင်မော်တာခဏခဏလေလက်ရလိုက်ဖြစ်နေတဲ့ပြဿနာကိုဖြေရှင်းပြီးသွားပါပြီခင်ဗျာ။ဒီဘရေတာတက်တမန်လေးဖြစ်နေပါပြီ။မော်တာလေးလေလက်ရလိုက်ခဏခဏဖြစ်မနေတော့ဘဲနဲ့ ခြေသုံးတဲ့အချိန်မှာမော်တာလေးလဲလိုက်ပြင်ရလိုက်နေဖြစ်မှာဖြစ်ပါတယ်မော်တာခဏခဏလဲလိုက်ရလိုက်ဖြစ်နေတာကိုဖြည့်ရှင်းပြီးသွားပါပြီခင်ဗျာဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင် comment လေးမှာတခုလေးမှတ်ငယ်ပေးပါအောင်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ် ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်တစ်ခုခုမှတ်ငဲ့ပေးပါအောင်ခင်ဗျာ။